မင်္ဂလာပါရှင်ကျမဒီနေ့1478 sex ရဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်ဒီအကြောင်းအရာလေးကိုကျမဘာကြောင့်ပြောပြရလဲဆိုရင်ကျမရဲ့ audience ဒီမှာလေးတယောက်ကဒီအကြောင်းအရာလေးကိုပြောပြပေးပါလို့တောင်းဆိုထားတဲ့အတွက်ဖြစ်ပါတယ်ဒီမှာလေးကိုလည်းကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမဒီအကြောင်းအရာကိုပို့ပြီးတော့မှနေလာဖြစ်ခဲ့ပါတယ်တိတ်ခွင်ရခဲ့ပါတယ်အခုဒီဗီဒီယိုလေးထဲမှာကျမ ိထားတဲ့အကြောင်းအရာလေးတွေလေ့လာပြခဲ့တဲ့အကြောင်းအရာလေးတွေကိုမျှဝေမှာဖြစ်ပါတယ် 147xz ဆိုတာကကျွန်တော်တို့အတန်လိုင်းချိန်တော့ sound frequency တကူဖြစ်ပါတယ် xz ဆိုတာကတော့ hertz heart ဆိုအတူကောက်ခေါ်တာဖြစ်ပြီးတော့အတန်လိုင်းတွေတစ်စက္ကန့်အတွင်းမှာဘယ်နှခါတုံးခါလဲဆိုတာကိုတိုင်းတာတဲ့ unit တကူဖြစ်ပါတယ်ဒါကြောင့်မလို့ 147xz ဆိုတာတစ်စက္ကန့်ကိုအချိန်148ခါ တုံခါတယ်ဆိုတော့အတန်လိုင်းကိုဆိုတာဖြစ်ပါတယ်147 xx ကနေဘာတွေလုတ်ပေးနိုင်လဲပေါ့နော်သူ့ကိုကျမတို့ကရှီဟောင်းဂီတဂျိန်နှုံးတွေတွေကတခုအဖြစ်သတ်မှတ်ခဲ့ကြတယ်ဒီဂျိန်နှုံးတွေကသူ့ရဲ့ခန္ဓာကိုယ်စိတ်နဲ့စိတ်ဝိညာဉ်ပေါ်ပေါင်းကြိုးတရားမှုတွေရှိတယ်လို့ယုံကြည်ကြပါတယ်သူနဲ့ပတ်သက်တဲ့အဓိကယုံကြည်ချက်တွေကတော့နာကျင်မှုကိုတက်တာစေခြင်း pain relief လို့ဆိုပါတယ် ရုပ်ပိုင်းဆိုင်ရာအနာကျင်မှုတွေကိုချော့ချပေးနိုင်တယ်လို့ဆိုကြပါတယ်။ခန္ဓာကိုယ်ရဲ့ကကြွက်သားတွေကိုပြည်လျောစေပြီးတင်းမာမှုတွေကိုချော့ချပေးနိုင်တာကြောင့်ကောင်းတချမ်းကြိတ်တာခါနာတာစတာတွေတွေကောင်းကျိုးပြုနိုင်တယ်လို့လည်းပြောကြပါတယ်။စိတ်ပီစီမှုချော့ချခြင်း stress reduction လို့လည်းခေါ်ကြပါတယ်။စိတ်ပီစီမှုတွေစိုးရိမ်မှုဝမှုတွေကိုချော့ချပေးပြီးတော့မှစိတ်ကိုငြိမ်သက်အေးချမ်းစေနိုင်ပါတယ်။ ောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာညှိနှိုင်းတဲ့ခြင်း emotional consolation ဖြစ်ပါတယ်စိတ်ခံစားမှုတွေကိုနှစ်သိမ့်ပေးပြီးတော့မှတက်တောင့်တတာဖြစ်စေနိုင်ပါတယ်နှုတ်လက္ခဏာဆောင်နဲ့စိတ်ခံစားမှုတွေကိုလျှော့ချရမှာအထောက်အကူပြုစေနိုင်ပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်စေခြင်း healing the body ဖြစ်ပါတယ်ကိုယ်ခန္ဓာရဲ့ပြန်လည်ကောင်းမွန်နိုင်စမ်းတွေကိုမြင့်တင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ် အရာတွေကိုမြင်မြန်ကျင့်စီနိုင်ပြီးတော့ကိုခံအားစနစ်ကိုလည်းအထောက်အကူပြုစေနိုင်ပါတယ်လို့ဆိုကြပါတယ်။နောက်တစ်ခုကတော့အသိစိတ်လွန်ကဲတဲ့ကြောက်ရွံ့မှုနဲ့အနုလက္ခဏာစွမ်းအင်တွေကိုဖယ်ရှားခြင်းဖြစ်ပါတယ်။ Eliminate subconscious fears and negativity လို့ဆိုကြပါတယ်။အသိစိတ်တွေကကြောက်ရွံ့မှုတွေအပြစ်ရှိတယ်လို့ခံစားရတာတွေစိုးရိမ်မှုပါမှုတွေနဲ့နုလက္ခဏာဆောင်တဲ့အတွေ့အခေါ်ပုံစံတွေကိုဖယ်ရှားပေးနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ နောက်တစ်ခုကတော့ဥနောက်ရဲ့လုံဆောင်ချက်ကိုမြင့်တင်ပေးခြင်း enhance cognitive function ဖြစ်ပါတယ်။ Apple Brainwave activity တွေကိုမြင့်တင်ပေးတယ်လို့ယုံကြည်ကြပါတယ်။ Apple Brainwave တွေဟာစိတ်ပန်းဖြေမှုနဲ့စူးစိုက်မှု focus တွေနဲ့ဆက်စပ်နေပါတယ်။ဒါကြောင့်စိတ်ကိုပိုပြီးတော့မှကြည်လင်စေပြီးတော့အာယုံစူးစိုက်မှုအားတွေကိုကောင်းမွန်စေတယ်လို့ဆိုကြပါတယ်။ ကျမတို့က147 access ကိုဘယ်နေရာမှာတွေ့ရလဲဆိုရင်147 access အတန်းလိုင်းကိုတိုက်ရိုက်နားဆင်နိုင်တဲ့ပုံစံမျိုးစုံရှိပါတယ်။တီဂီတာနဲ့ meditation music တွေ YouTube မှာသုံးတဲ့ music တွေစတဲ့ online platform တွေမှာ147 access healing music 147 access meditation စတဲ့ခေါင်းစဉ်တွေနဲ့ရှာဖွေရင်တွေ့ရှိနိုင်ပါတယ်။ ဒီဂီတာတွေကတရားထိုင်တဲ့အခါစိတ်ပန်းဖြေတဲ့အခါမှာနောက်ခံတဲ့အဖြစ်အသုံးပြုဖို့ဖန်တီးထားတာပါနောက်တစ်ခုက tuning fork တုံခါရံများဖြစ်ပါတယ်သတ်မှတ်ထားတဲ့ဂျိန်နှုန်းအတိုင်းတုံခါအောင်ဖန်တီးထားတဲ့ tuning fork တွေရှိပါတယ်ဒီ tuning fork တွေကိုအတန်ကုသခြင်းစောင်းဖင်းလေးတွေမှာအသုံးပြုကြပါတယ်နောက်တစ်ခုအနေနဲ့ binary beat လို့လည်းပြောကြပါတယ်ဗေနားနဲ့ညာနားကို မတူညီတဲ့ဂျိန်နှုန်းအတန်လေးတွေထည့်ပေးခြင်းဖြင့် ခုနောက်ကနေပြီးတော့တတိယအတန်တစ်ခုကိုဖန်တီးပေးတဲ့ဤပညာ binary bit တွေမှာလည်းပဲ 147xs လို့တိန်နှုန်းတွေကိုထည့်သွင်းအသုံးပြုကြပါတယ်။နောက်တစ်ခုကဂျိုရုတွေရဲ့တိန်နှုန်း planetary frequency လို့လည်းပြောကြပါတယ်။ချို့သောအယူအဆတွေအရ 147xs ဝင်းကျင်ကစီတန်လို့ခေါ်တဲ့စနေဂျိုနဲ့ဆက်ဆက်တဲ့တိန်နှုန်းတွေဖြစ်ပြီးတော့မှစီကန်တာဝန်ယူမှုနဲ့တည်ငြိမ်မှုတွေကိုညှင့်တင်ပေးနိုင်တယ်လို့လည်းယူကြည်ကြပါတယ်။ ဒါဆိုရင်ကျမတို့က 1478s ကဘာတွေအကျိုးရှိလဲပေါ့နော်။အသူရဲ့အကျိုးကျေးဇူးတွေကတော့ကျမတို့ 1478s ကစိတ်ဖြည့်စင်မှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်ပါတယ်။နာကျင်မှုတွေကိုတက်တာစေနိုင်ပါတယ်။စိတ်ခံစားမှုတွေကိုနှစ်သိမ့်ပေးပြီးတော့မှတည်ငြိမ်စေပါတယ်။စိတ်ကိုကြည်လင်စေပြီးတော့မှအာရုံစူးစိုက်မှုကိုကောင်းစေပါတယ်။ခန္ဓာကိုယ်ရဲ့ပြန်လည်ကောင်းမွန်နိုင်စမ်းတွေကိုအထောက်အကူပြုပါတယ်။ အနုလက္ခဏာဆောင်တဲ့အတွေ့တွေနဲ့အကြောင်းရင်းမှုတွေကိုဖယ်ရှားပေးပါတယ်။ဒီကျိုးကျေးဇူးတွေကအတန်နဲ့ကုစားခြင်း sound healing ဓမ္မမဟုတ်စိတ်စွမ်းအင်ကုသခြင်း energy healing စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေဖြစ်ပါတယ်။သိပ္ပံနည်းကြတဲ့အခိုင်အမာတသက်ပြထားတာမျိုးတော့မရှိသေးပါဘူး။ဒါပေမဲ့လူများစုကတော့ဒီအတန်တွေကိုနားထောင်ခြင်းဖြင့် စိတ်ရောကိုယ်ပါတက်တောင့်တက်တာဖြစ်စေပြီးတော့မှကောင်းမွန်တဲ့ခံစားမှုတွေကိုကျန်းစီတယ်လို့ပြောဆိုကြပါတယ်။ဒါကြောင့်ဒီမအနေနဲ့147 access ကိုအချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့သူကအတန်လိုင်းချိန်နှုန်း sound frequency တခုဖြစ်ပါတယ်။တစ်စက္ကန့်ကိုအချိန်ရေ148ခါတုံးထားတယ်ဆိုတော့အတန်လိုင်းကိုဆိုခြင်းဖြစ်ပါတယ်။သူကိုဘယ်လိုနေရာမျိုးတွေမှာတွေ့ရလဲဆိုလို့ရှိရင်ကျမတို့ တက်ဂီတာနဲ့ meditation music တွေမှာတွေ့နိုင်တယ်။အကယ်၍ရှာကြည့်ခြင်းလဲဆိုရင်တော့ online platform တွေမှာ147 access healing music 147 access meditation စတဲ့ခေါင်းစဉ်တွေနဲ့ရှာဖွေတွေ့ရှိနိုင်ပါတယ်။ကနေရာတွေမှာအဓိကသုံးလဲဆိုရင်တော့ကျမတို့တရားထိုင်တဲ့အခါမှာစိတ်ပန်းဖြေတဲ့အခါမှာနောက်ခံသံအဖြစ်အသုံးပြုလေးရှိပါတယ်။အဲသူ့ရဲ့အကျိုးကျေးဇူးတွေကတော့ကျမခုနကပြောပြခဲ့တဲ့အတိုင်းပဲစိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်တယ်။နာကျင်မှုတွေကိုတက်တားစေနိုင်တယ်။စိတ်ခံစားမှုတွေကိုနှစ်သိမ့်ပေးပြီးတော့မှတည်ငြိမ်စေနိုင်ပါတယ်။စိတ်ကိုကြည်လင်စေပြီးတော့မှအာရုံစူးစိုက်မှုကိုကောင်းစေပါတယ်။ခန္ဓာကိုယ်ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းတွေကိုအထောက်အကူပြုနိုင်ပါတယ်။အနုလက္ခဏာဆောင်တဲ့အတွေ့အကြုံတွေနဲ့အကြံပြုမှုတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒါကြတော့ကျမတို့147ဟာအတန်နဲ့ကုစားတဲ့ sound healing ဓမ္မမဟုတ်စိတ်ဆွမ်းအင်ကုသခြင်းဖြစ်တဲ့ energy healing စားတဲ့ဗဒရက်တွေနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။သိပ္ပံပညာရှုထောင့်အရာတော့အခိုင်အမာတက်တည်ပြထားတာမျိုးတော့မရှိသေးပါဘူးလို့ပြောပြချင်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်သိကျင်တာများရှိလို့ရှင် comment မှာမှန်သွားပေးနိုင်ပါတယ်။ဒီမှာအကောင်းဆုံးလေ့လာပြီးတော့မှပြန်လည်းမျှဝေပေးပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။